မင်္ဂလာပါခင်ဗျရန်ကုန်ခေတ္တကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်ရခိုင်ပြည်နယ်မှာရိုဟင်ဂျာတွေကိုတပ်သားတွေအဖြစ်စစ်ကောင်စီနဲ့အာဆာတပ်ဖွဲ့တွေပူးပေါင်းစုဆောင်းနေပြီးရှေ့တန်းမှာလူသားတိုင်းအဖြစ်အပုံပြုနေတယ်လို့ American USIP ကဒီနေ့မှာပဲတရားဝင်ထုတ်ဖော်ပြောဆိုလိုက်ပါတယ်မုံရမျိုးနဲ့တော်ပူဂျေရွာကပြူစော့တီအမျိုးသမီးကောင်းဆောင်အပါအဝင်၃ဦးကိုတော်လန်ရစ်တပ်တွေကအရှင်ဖမ်းဆီးရမိတာပြီးဥပဒေနဲ့အညီတရားရုံးတင်အရေးယူမှာဖြစ်တယ် သူတို့ဟာဂျေရွာတွေကိုမစ်ရှုလူရဲမှုတွေမှာပါဝင်ခဲ့တယ်လို့လဲပုံဦးလုံးကဝန်ခံထွက်ဆိုထားတယ်ဆိုတဲ့သတင်းပါဝင်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့ရခိုင်ပြည်နယ်မှာရိုဟင်ဂျာတွေကိုတပ်သားတွေအဖြစ်စစ်ကောင်စီနဲ့အာဆာတပ်ဖွဲ့တွေပူးပေါင်းစုဆောင်းနေပြီးရှေ့တန်းမှာလူသားတိုင်းအဖြစ်အပုံပြုနေတဲ့လို့ American USIP ကဒီကနေ့မှာပဲတရားဝင်ထုတ်ဖော်ပြောဆိုလိုက်ပါတယ်စစ်ကောင်စီက စစ်မှုတဲ့ဥပဒေကိုကြီးညာပြီးသူတို့စစ်သားအင်အားတိုးပွားလာအောင်ဥပဒေကိုအသုံးချလာတယ်လို့လက်ရှိရခိုင်ပြည်နယ်မှာဆိုရင်ရိုဟင်ဂျာမွတ်စလင်တွေဟာနိုင်ငံသားဖြစ်ခွင့်အတွက်ညှဉ်းဆဲခံရပေမဲ့စစ်ကောင်စီရဲ့စစ်သားတဲ့အဖြစ်စုဆောင်းခံနေရပြီးရိုဟင်ဂျာလူငယ်တွေကိုရက်အနည်းငယ်လောက်စစ်တင်တန်းပေးပြီးတာနဲ့ရှေ့တန်းစစ်မြေပြင်တွေကိုဆေလွတ်နေတဲ့အတွက်ဒါဟာစစ်ကောင်စီကရိုဟင်ဂျာမွတ်စလင်လူငယ်တွေကိုလူသားတိုင်းအဖြစ်အသုံးချနေတာဖြစ်တယ်လို့လည်း အမေရိကန် USIP ကဒီကနေ့မေလ9ရက်နေ့မှာပဲတရားဝင်ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။အဲ့ဒီလိုရိုဟင်ဂျာမွတ်စလင်လူငယ်တွေကိုစစ်သားတပ်အဖြစ်စုဆောင်းနေတဲ့စစ်ကောင်စီဟာအာဆာအဖွဲ့နဲ့ပါထဲထဲဝင်ဝင်ပူးပေါင်းနေပြီ။အဲ့ဒီအာဆာတပ်သားတွေကိုပါစစ်ကောင်စီအတွက်တိုက်ခိုက်ပေးဖို့အာဆာတပ်မှမူကိုယ်တိုင်ညွှန်ကြားမှုတွေရှိနေသလိုတစ်ဖက်မှာအာဆာတပ်ဖွဲ့ကရိုဟင်ဂျာလူငယ်တွေကိုပါစစ်ကောင်စီအတွက် တပ်သားတပ်အဖြစ်စုဆောင်းပေးနေတယ်လို့လည်းအမေရိကန် USIP ကဆိုထားပါတယ်။တစ်ဖက်မှာရခိုင်တပ်တော် AA က ရိုဟင်ဂျာမွတ်စလင်တွေကိုစစ်ကောင်စီနဲ့မပူးပေါင်းမှုတတိပေးထားတယ်လို့စစ်ကောင်စီနဲ့အာဆာအဖွဲ့ရဲ့လှုပ်ရှားမှုတွေကိုတည်င်းပေးဖို့တာညွှန်ကြားထားပြီးရခိုင်တတော် AA ကရိုဟင်ဂျာမွတ်စလင်တွေကိုတပ်သားတစ်ဖြစ်ခေါ်ယူတာမျိုးလုံးဝမရှိဘူးလို့သိရပါတယ်။လက်ရှိမှာတော့စစ်ကောင်စီနဲ့အာဆာအဖွဲ့တွေပူးပေါင်းပြီးရိုဟင်ဂျာမွတ်စလင်လူငယ်တွေကိုစစ်သားတစ်ဖြစ်လိုက်လံစုဆောင်းနေပြီးရခိုင်ပြည်နယ်ကရှေ့တန်းစစ်မြေပြင်တွေမှာလူသားတိုင်းဖြစ်အပေါင်းချနေတယ်လို့ American USMP ကတရားဝင်ထုတ်ပြန်ပြောဆိုထားပါတယ်ခင်ဗျ။ ဖက်မှာတော့ဒင်းသာကြီးတိုက်ပုတ်ပြင်းမြို့နယ်အဆက်မှာရှိတဲ့အကြက်ဖက်စစ်ကောင်စီရဲ့ point 1020စကန်ကုန်းကိုတိမ့်ပိုက်နိုင်ဖို့အတွက် KNL ပူးပေါင်းတပ်တွေကထုတ်ဆစ်ဆင်တိုက်ခိုက်နေပြီးစစ်ကူလာတဲ့စစ်ကောင်စီတပ်စစ်ကြောင်းကိုပါကြပြတ်တိုက်ခိုက်မှုအတွင်စစ်သားအများပြားသေကုန်ကြတဲ့အပြင်ဂစင်ကလျားနယ်ထွက်ပြေးကုန်ကြပြီးတိုက်ပွဲတွင်လက်နက်တွေပါသိမ်းစီရရှိထားတယ်လို့ Black Cobra စစ်ကြောင်းစီကနေသိရပါတယ်အဲ့ဒီအကြက်ဖက်စစ်ကောင်စီရဲ့ပုတ်ပြင်းမြို့နယ်အဆက်က point 1020တောင်ကုန်းကိုတိမ့်ပိုက်နိုင်ဖို့ ကန်ဒလီပူပေါင်းတပ်တွေကမေလာဇက်ကနေဝိုင်းပတ်ပိတ်ဆို့တိုက်ခိုက်နေတယ်ဆိုပါတယ်အဲ့ဒီလိုတိုက်ခိုက်မှုတွေအတွင်းစစ်ကူလာတဲ့စစ်ကောင်စီတပ်စစ်ကြောင်းကိုလည်းတော်လန်ရေးတပ်တွေကကြားဖြတ်တိုက်ခိုက်ရမှာစစ်ကောင်စီဘက်ကသေတဲ့သူတွေတော်တော်များတဲ့အပြင်စစ်သားတွေဟာကစင်ကလျားနဲ့ထွက်ပြေးကုန်ကြပြီတိုက်ပွဲတွင်လက်နက် KN တွေလည်းသိမ်းဆီးရရှိထားတယ်လို့ Black Cobra စစ်ကြောင်းစီကနေသိရပါတယ်ခင်ဗျတဖက်မှာလည်း တင်းသာရီတိုင်းလောင်းလုံးမြို့ပေါ်ကစစ်တပ်တဆွဲထရနေရလေးခုကိုတော်လရင်တပ်တွေကဒီကနေ့မှပဲပြိုင်နဲ့တဲဝင်တိုက်နေပြီစစ်တပ်ကလေကြောင်းရေကြောင်းပစ်ကူတွေနဲ့အသည်းအတန်ခုခံနေတယ်လို့လောင်းလုံး PDF ပြတာဝန်ရှိသူတို့ကရန်ကုန်ခေတ်တက်ကိုပြောပါတယ်ဒီကနေ့မေလ9ရက်နေ့မနက်ပိုင်းကစပြီးလောင်းလုံးမြို့မှာရှိတဲ့အကြံဖက်စစ်တပ်တဆွဲထရလောင်းလုံးမြို့မှာ yes can စာဖရုပ်ထွေအုပ်ရုပ်နဲ့တာဝါတိုင်းတက်စကန်ဂုံးကိုတော်လရင်တပ်ပေါင်းစုတွေကပြိုင်နဲ့တဲဝင်တိုက်နေပြီဆိုပါတယ်အဲ့ဒီလိုတိုက်ခိုက်မှုတွေအတွင်း အကြံဖတ်စကောင်စီဘက်ကလေချောင်းရေချောင်းပစ်ကူတွေနဲ့အသဲအတန်ခုခံနေတယ်လို့စစ်တပ်ကလက်နက်ကြီးတွေနဲ့ပါအယက်သားပြည်သူတွေနေထိုင်ရာဘက်တွေကိုပစ်ခတ်နေပြီးတိုက်ပွဲကတော်တော်ပြင်းထန်နေတဲ့အတွက်ထိခိုက်သေးဆုံးမှုအခြေအနေအသေးစိတ်ကိုတော့မသိရသေးဘူးလို့လောင်းလုံးပြည်တဲ့တပ်ဖွဲ့ရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်ခင်ဗျာဒီတစ်ခါစကိုင်းတိုင်းဘက်မှာတော့မုံရွာမြို့နယ်တော်ပုကျေးရွာကပြူစောတိအမျိုးသမီးခေါင်းဆောင်အပါဝင်၃ဦးကိုတော်လိုင်းရဲတပ်တွေကအရှင်ဖမ်းဆီးရမိထားပြီး ဥပဒေနဲ့ညီတရားယုံတင်အရေးယူမှာဖြစ်တယ်လို့သူတို့ဟာဂျေးရွာတွေကိုမိရှုလူရမှုတွေမှာပါဝင်ခဲ့တယ်လို့လဲသုံးဦးလုံးကဝန်ခံထွက်ဆိုထားတယ်လို့ Area 71 PDF မုံရွာအဖွဲ့ရဲ့တာဝန်ရှိသူတို့ကရန်ကုန်ခေတ်တွေကိုပြောပါတယ်မေလ၄ရက်နေ့ကအကြံဖတ်စကောင်စီရဲ့နမခစစ်ဆေးယုံကနေမိုင်းထီဒန်ရရထားတဲ့ပြူစော့တီတူဆေးယုံကနေဆင်းလာတဲ့အချိန်တော်ပူရွာကအမျိုးသမီးပြူစော့တီကောင်းဆောင်ခိုင်ခင်ဦးပြူစော့တီမိသီးနဲ့အင်းမြတ်မွန်ဆိုသူတို့၃ဦးကို လမ်းမှာတော်လန်ရေးတက်တွေကအရှင်ဖန်းစီရမိခဲ့တယ်ဆိုပါလေအဲ့ဒီလိုဖန်းစီရမိထားတဲ့ပြူစော့တီအမျိုးသမီးခေါင်းဆောင်အပါဝင်ပုတ်ဦးဟာကျေးရွာတွေတဲကပြည်သူပိုင်နေအိမ်တွေကိုပြူစော့တီအဖွဲ့တွေနဲ့အတူမိရှုဖြက်စီတာတွေပစ္စည်းတွေကိုလူရက်ခိုးယူတာတွေမှာသူတို့ကိုယ်တိုင်ပါဝင်ခဲ့တဲ့အကြောင်းကိုလည်းသုံးဦးလုံးကဝန်ခံထားတဲ့အပြင်သူတို့ယောက်ျားဖြစ်တဲ့သူပြူစော့တီတွေရဲ့ပြစ်မှုတွေကိုလည်းအသေးသေးဝန်ခံထွက်ဆိုထားတဲ့အတွက်အခုလိုဖမ်းမိထားတဲ့ပြူစော့တီအမျိုးသမီးသုံးဦးလုံးကို ဥပဒေနဲ့အညီတရားယုံတင်အရေးယူနိုင်မှုအတွက်မြို့နယ်ပြည်သူလုံခြုံရေးပလဖအဖွဲ့စီကိုလွှဲပြောင်းပေးလိုက်ပြီလို့လဲ Area 71 PDF မုံရွာအဖွဲ့ရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်ခင်ဗျာတဖက်မှာတော့ပဲခူးတိုင်းလက်ဗရန်မြို့အထွတ်စစ်ဆေးရေးဂိတ်မှာဖမ်းဆီးခံရတဲ့ကိုအောင်မျိုးလေးအပါအဝင်လူငယ်၃ဦးကိုအကျန်းဖတ်စစ်တပ်ကလယ်လိတပ်ဖြတ်ပြီးပေါင်းတယ်မှာအလောင်းစွန့်ပြစ်သွားတယ်လို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ်သစ်ကိုပြောပါတယ် အဲ့ဒီလိုအသက်ခံရတဲ့ကိုအောင်မျိုးလင်းဆိုသူကလွန်ခဲ့တဲ့တလလောက်ကပဲလက်ဗရန်မြို့ဘက်ကိုအလှူသွားရင်းနဲ့မြို့အထက်ကွန်းချန်ဂုံဂိတ်မှာအခြားလူတွေနဲ့အတူစစ်တပ်ကဖမ်းဆီးတာကိုခံလိုက်ရတယ်ဆိုပါလေအဲ့ဒီလိုအဖမ်းခံရတဲ့လူငယ်တွေတဲကကိုအောင်မျိုးလင်းအပေါင်းဝင်လူငယ်၃ဦးကိုအကြက်ဖက်စစ်တပ်ကလယ်လိတပ်ဖြတ်ပြီးပေါင်းတယ်မြို့နယ်ကုန်းသာကျေးရွာဘက်ကနေရပုံးကူမှာမေလ၆ရက်နေ့ကပဲအလောင်းတွေကိုလာပြီးစွန့်ပြစ်သွားတဲ့လူဒေသခံပြည်သူတွေကပြောပါတယ် အဲ့ဒီလိုစစ်တပ်ကစွန့်ပစ်သွားတဲ့လူငယ်တွေရဲ့ရုပ်အလောင်းပေါ်မှာအနက်ရောင်သင်မင်းတမန်ဆိုတဲ့စာဒန်းကိုချိတ်ဆွဲသွားပြီးနွားစံကုန်းကြေးရွာအုပ်ချုပ်ရေးမှုဝင်းလိုင်းတက်ခံရတာကိုမကျေနပ်လို့လက်စားချေပြတဲ့အနေနဲ့ပြည်သူတွေကိုချိန်ချောက်တဲ့သဘောပဲလို့လေဒေသခံပြည်သူတွေကပြောထားပါတယ်ခင်ဗျာဒီတခါမကွေးတိုင်းဘက်မှာတော့မြန်မြုန်နယ်မှာ PDS စခန်းနဲ့ကန်တဲ့ခြေရွာကိုဝင်ရောက်လာပြီးပြည်သူ26ဦးကိုဖမ်းဆီးသွားတဲ့ အကြက်ဖက်စစ်တပ်စစ်ကြောင်းကိုတော်လန်ရေးတပ်တွေကလိုက်လံတိုက်ခိုက်ချင်းမုံရမှာစေကောင်းစီတပ်စစ်ကြောင်းဟာစုတ်ခွာထွက်ပြေးသွားတယ်လို့မြိုင်ပကဖရဲ့တာဝန်ရှိသူတူကရန်ကုန်ခေတ်တက်ကိုပြောပါတယ်မေလာရှေ့ရနေ့ဖြစ်တယ်မနေ့ကမနက်အစောပိုင်းမှာပဲအကြက်ဖက်စစ်ကောင်းစီကမြိုင်မြို့နယ်မှာရှိတဲ့ PDF စခန်းနဲ့ကန်တစ်ဂျေးရွာဘက်ကိုဝင်ရောက်လာပြီဂျေးရွာကိုမစ်ရှုဖြက်စီးသွားတဲ့အပြင်အရသာပြည်သူ26ဦးကိုပါဖမ်းဆီးသွားတယ်ဆိုပါတယ်အဲ့ဒီအကြက်ဖက်စစ်ကောင်းစီတပ်စစ်ကြောင်းကို ဒေါ်လာရင်တက်တွေက drone စစ်စင်ရေးတွေ mine စစ်စင်ရေးတွေအပါအဝင်အနောက်ကနေလိုက်လံတိုက်ခိုက်ချိန်မိုးရမှာတော့အဲ့ဒီအကြံဖက်စကောင်စီတက်စစ်ကြောင်းဟာထိကိုက်သေးဆုံးမှုတွေနဲ့သူတို့ခိုးယူလာတဲ့ပြည်သူပိုင်းဆိုင်ကနေကားကိုပါဒီအတိုင်းထားခဲ့ပြီးအကုန်လုံးဆုတ်ခွာထွက်ပြေးသွားကြသလိုသူတို့စီကနေခဲရန်နဲ့စစ်အုံဆောင်ပစ္စည်းတချို့ကိုပါတင်းစီရရှိခဲ့တယ်လို့မြိုင်ပကဖရဲ့တာဝန်ရှိသူတူကပြောထားပါတယ်ခင်ဗျဒီတခါရန်ကုန်တိုင်းဘက်မှာတော့ မင်္ဂလာတို့မြို့နယ်ပလဲ3ရက်ကွာမှာရှိတဲ့အင်ဂျင်250ဝင်းကျင်ကိုစစ်ကောင်စီကအုပ်ချုပ်ရေးမှူးတင်ထွန်းဆိုတဲ့သူကလူမိုက်တွေခေါ်လာပြီးအတင်းအရမဖျက်သိမ်းခိုင်းနေတယ်လို့ရက်ကွက်နေပြည်သူတွေကပြောပါတယ်။မေလာ၈ရက်နေ့ကပဲမင်္ဂလာတို့မြို့နယ်ကပလဲ3ရက်ကွက်မြတ်စပယ်လမ်းရဲတရင်၈အနီးမှာရှိတဲ့အင်ဂျင်250ဝင်းကျင်ကိုစစ်ကောင်စီကရက်ကွက်အုပ်ချုပ်ရေးမှူးတင်ထွန်းဆိုတဲ့သူကသူ့ရဲ့သားဖြစ်သူနဲ့အတူလူမိုက်တွေပါခေါ်လာပြီးတော့ မေလ10ရက်နေ့နောက်ဆုံးထဖြတ်သိမ်းပေးဖို့ချိန်ချောက်စာတွေဝေပြီးချိန်မောင်းပြောဆိုသွားတယ်ဆိုပါလေပြည်သူတွေအနေနဲ့နေအိမ်တွေကိုမဖြတ်ပေးဘူးဆိုရင်စစ်တပ်ကိုပါခေါ်လာမှာဖြစ်တယ်လို့ချိန်ချောက်ပြောဆိုသွားတယ်လို့အဲ့ဒီအုတ်ကြီးတင်ထွန်းဆိုတဲ့သူဟာလူငယ်တွေကိုစစ်မှုထမ်းဖို့စစ်သားတက်စုဆောင်းရမှာမအောင်မမြင်ဖြစ်ပြီးနောက်မှာပဲအခုလိုရက်ကွက်ကိုဖြတ်သိမ်းဖို့လှုပ်လာတာဖြစ်တယ်လို့ဒေသခံပြည်သူတွေကပြောထားပါတယ်ခင်ဗျ ဟုတ်ကဲ့ဒါကတော့ရောင်ခစ်တက်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နိုင်ငံပါ